ခင်ဗျားတို့ပလီတွေကပြုတ်ပြင်ခွင့်မရလို့ငလှင်ကြောင့်ပြုတ်ပြင်ခွင့်မရလို့ပြုတ်ရဆုံးဆောက်လက်ဆောက်တိုက်ကြီးအသက်ဆက်ဆက်တိုက်ကြီးမစိုးရင်တိုက်တယ်မှာဆိုလို့ရှိရင်လည်းတကယ်ရခိုင်တာတောင်းဆောင်ကျောင်းဆောင်တက်ကြည့်ပြိုကြပြက်စီရခင်ဗျားတို့ကပြောလို့ဟိုပြောချင်တာကတော့ကျွန်တော်တို့စားလဲစားတိုင်းပြည်ကိုကြည့်ရစမ်းကျွန်တော်ဖြေတာပါလေနော်အများကြီးမလို့မင်းနဲ့90လောက်စားဟုတ်လားအခုကျွန်တော်နိုင်ငံကအတူချင်းလေးဒီပအနေဒုက္ခရောက်တဲ့ပြည်တွေကငါပြည့်နေပြီဖြစ်တယ်ပြရမှာ20ရာခိုင်နှုန်းပြီးဒုက္ခရောက်တဲ့ပြည်တွေကိုမရဘူး အလိုချရမြေဝပီတူညကိုမော်နမာများအလုံးမင်္ဂလာပါ news page channel ကနေပြန်မှကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ10ရက်နေ့ကျွန်တော်အင်္ဂါနေ့မနေ့ပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့မနေ့ပိုင်းမှာနောက်ဆုံးကြားသိရတဲ့အိုးဖျက်ဖျက်တော်လွန်သတင်းတို့သတင်းကောင်းတွေနဲ့ပတ်သက်ပြီးတော့မှများစွာကြည့်ရှုမှာမလို့ဗီဒီယိုအစအဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့အယုံဆုံးအနေနဲ့ခါတိုင်းလိုပဲတော်လွန်သတင်းတိုးလေးတွေကြည့်လိုက်ရအောင်နော်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ မန္တလေးတိုင်းတပေကျင်းမြို့နယ်ကစစ်ကောင်စီတင်ပိုက်ထားတဲ့၆မိုင်စခန်းတာကျေးရွာကိုတော်လန်တပ်ဖွဲ့ဝင်များပြီးတော့မှပြန်လည်တင်ရခဲ့ပြီးတော့မှစစ်ကောင်စီတပ်တွေဆုံးမှုတွေလည်းများခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ TRI viewer ထိုင်တဲ့စခန်းတွေကိုစစ်ကောင်စီကနေပြီးတော့မှလွန်ခဲ့တဲ့နေ့ကတင်သွားတာပေါ့မနေ့က TRI viewer နဲ့ပကဖတွေပေါင်းတင်တာလို့ပြောလို့ရတယ်စကားဆက်တည်ဆုံးတာတွေလည်းများတယ်လို့သိရတယ်ဆိုပြီးတော့မှ တပိတ်ချင်းဒေတာစီရဲ့တရင်းမြစ်ကနေပြန်မှပြောဆိုထားတာဖြစ်ပါတယ်။အဲ့ဒါပြင်တော်လိုက်တဖို့မတွေတင်ပိုက်ထားတဲ့တပိတ်ချင်းမျိုးနဲ့ခွန်မိုင်းတာဝေးတဲ့ခွန်မိုင်းကျေးရမှာဆွန်လက်တဲ့ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရတာပြီးတော့မှ TNL ပြီးတော့လွတ်မြောက်ရေးတက်မလို့ PLA တက်နဲ့အခြားဘုံတက်တွေစူပေါင်းတိုက်ခိုက်နေတယ်လို့ကျွန်တော်နောက်ထပ်ကြားသိရတာပဲဖြစ်ပါတယ်။ဒါတော့ပေါ့နော်ကျွန်တော်ခုဆိုတော့ဒီတပိတ်ချင်းမျိုးနဲ့အဲထဲမှာစစ်ကောင်စီတက်ဖို့မတွေစူမိုထင်းချုပ်ထားတဲ့နေရာတွေကိုကျွန်တော်တို့တော်လိုင်းရေးပူပေါင်းတက်ဖို့နဲ့ပြီးတော့ PLA ရရှိဖို့ထိုးစစ်ဆင်တိုက်ခိုက်နေတာပြီးတော့မှမကြာခင်မှာတိတက်ဖို့ပြီးတော့မှကောင်းမွန်တဲ့တည်င်းတွေကြိုက်ဖို့ရှိနေတာဖြစ်ပါတယ်။ နောက်ထပ်သတင်းသဘောအနေနဲ့ကတော့အရာဝတီတိုင်းဖြာပုံမျိုးအခြေဆိုင်အမ68ခြေလင်းတရင်ခလာရ68တရင်မှုနဲ့မိသားစုဝင်တွေကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်နတ်တခတိုင်းမှုရဲ့အမိနဲ့စစ်ဖက်ရေးရလုံချွေးအဖွဲ့ဆိုင်ယဖကနေပြီးတော့မှဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အမိပါလို့တရင်ထက်တင်ဝင်ဖမ်းပြီးတော့မှမိုးပင်ရိတ်တမှာတညာထားတယ်။နောက်နေ့ပတိန်နတ်တခထက်ခေါ်သွားတယ်လို့သိရတယ်ဆိုပြီးတော့မှမိုးပင်ဆိုင်ဖားနဲ့နှိဆက်သူတို့ကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။အဲ့ဒီဖမ်းဆီးမှုမှာဆိုတော့တရင်မှုရဲ့အစ်စလေးနဲ့ရွယ်သမီးဖြစ်သူလဲပေါ်တယ်လို့ကျွန်တော်တို့သိရတာဖြစ်ပြီးတော့မှ ဖန်ဆီးရတဲ့အကြောင်းရင်းကိုအသေးစိတ်မသိရသေးပေမဲ့2024ခုနှစ်အတွင်းရခိုင်ပြည်နယ်တပ်ဖွဲ့တွေနဲ့ရဝတီတိုင်းရေကြီးငတိုင်းချောင်းမြို့နယ်တို့မှာဖြစ်ပွားနေတဲ့တပ်ဖွဲ့တွေမှာခလာရ68ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတည်ဆုံမှုများပြားနေလို့အခုဆိုရင်ဒီလိုမျိုးပေါ့နော်ပြန်လည်ဖန်ဆီးစစ်ဆေးတာတွေလွတ်ဆောင်နေရတယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတမမိုးရီယာဆောက်လို့အချင်းချင်းပြန်ဖားတဲ့ကိစ္စတွေများစွာကျွန်တော်တို့အခုရပိုင်းကြားနေရတာမလို့ဒါကတော့သူတို့တရွင်းယူရင်းပစ္စည်းမှုတွေများစွာဖြစ်ပေါ်နေတယ်ဆိုတော့လည်းကျွန်တော်တို့ထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကျွန်မကတော့ဆရာလူမြတ်ကျော်ရနေပြီးတော့မနေ့က TNL ဘက်ကနေပြီးတော့သူတို့အနေနဲ့ဒီအမျိုးသားကောင်စီအစိုးရတရက်ဖွဲ့စည်းလိုက်ပြီးစူပါမားကျင်ညာလိုက်တဲ့ပုံမှာဘယ်လိုမျိုးတွေပြောထားမလဲဆိုတော့ကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်ဒီနေ့ TNL ရဲ့အဲ TSC လား TSC တောင်းပြီးကောင်စီတောင်းအုပ်ချုပ်ခွင့်တရားတောင်းပြီးအုပ်ချုပ်ဖို့အစိုးရတရက်ဖွဲ့စည်းတယ်ဆိုတဲ့အခြေအနေကိုကြားရပါတယ်ဒါမှမဟုတ်လည်း MNDAA က ော် AMD အကြောင်းပြော DNA ရောက်ဆက်ပြောနောက်ချိုတောင်ကားတိုက်ပွဲတွေမှာ DNA ဘာလို့ချင်နေတာလဲ PDF တွေကို၃ရက်တွင်းစုတ်ခွာဟိုစကန်ချရနေရတာဒီစုတ်ခွာသွားပေးဖို့ပြောတာတွေကဘယ်လိုဖြစ်ကုန်ပြီလဲ DNA ကဘာလဲဖြစ်လဲအဲပြည်သူလူထုကြားထဲမှာမိခုညာကြီးရှိနေပါတယ်ပြည်ပြည်အခြေအနေမှာမိုးကုတ်မှာဖြစ်တဲ့အခြေအနေတွေအောင်ချမ်းသာစေအခြေအနေအထိကျွန်တော်တို့သိတယ်သိတယ်မပြောတာနော်မြန်မာ DNA ကဘယ်လိုမျိုး လောက်ကင်ဆောင်ရွက်ပြုတ်မှုလဲကျွန်တော်တို့သိတယ်ဥပမာတိုက်ပွဲတစ်ပွဲကိုတိုက်တယ်သူတို့တိုက်ပွဲတစ်ပွဲမဟုတ်တာတော့ဘူးနော်စစ်ကောင်စီကကင်းလဲလာတဲ့စစ်ကောင်စီကျွန်လာတဲ့လူတွေကိုဒီဘက်ကတပ်တွေကဖြစ်တယ်ပေါ့ဗျာမဟာမိတ်တပ်တွေကအဲ့မှာတနက်ကြပြီတနက်ကြပြီတနက်တွေကြပြီးတော့ပြေးပြေးတယ်ပေါ့စစ်ကောင်စီဘက်ကဒီကမာမိတက်တွေကတော့ကြီးစံကိုပတ်စံနဲ့ဝယ်ပြီးတိုက်နေရတယ်ဂျားတွေကခုခံကာကွယ်ပိုင်ခွင့်ရကြီးစံကိုအတုံးပြူပြီးပြစ်ကခတ်ကြတာအဲ့တနက်ကို ဲ့စစ်ခွေးကချပြီးထွက်ပြေးပြီးမာမိတ္တတွေကသိမ့်ပြီးဆိုရင်တရားနယ်ကြီးကရောက်လာပါတယ်အဲ့တနပ်ပြီးဒီလိုအခြေအနေမျိုးတွေကျွန်တော်ကြားပါတယ်အတွင်းထဲမှာအနက်နဲ့ရှာရှာအခြေအနေတွေအများကြီးကျွန်တော်တို့သိတယ်ဒါပေမဲ့မမေ့အောင်ဘူးဒါပေမဲ့ဘာလို့ချင်တာလဲမေးချင်တာတရားနယ်ကြီးဘာလို့ချင်တာတရားရည်တက်တွေနဲ့အငင်းပွားမှုပြဿနာတွေဖြစ်တယ်ဘာလို့ချင်တာအာကေအီတက်တွေနဲ့တရားနယ်လေးနဲ့အငင်းပွားမှုဖြစ်တယ်ဘာလို့ချင်တာအခုတရားနယ်ရဲ့ data sheet တောင်းပြီတဲ့တောင်းပြီ ကောင်းစီပေါ့လေးနှစ်ကျော်ငါးလအတွင်းမှာငါးနှစ်အတွင်းမှာအစိုးရအဖွဲ့အစိုးရအဖွဲ့လို့ပုံစံမျိုးတွေမျောများစွာပေါ်ပေါက်လာနေတယ် MNDA ကအထုဒေတာတက်အစိုးရအဖွဲ့ပေါ့ဗျာ DNA ကတောင်းပြီးကောင်းစီအာခတ်တော်အီကအာခပီလူအစိုးရကရနီက ICEC လား ICE လားဂျာကလာကောင်းစီအချမ်းတိုင်းနဲ့ပြည်နယ်အသီးသီးကဖက်ဒရယ်ကောင်းစီတွေလောက်ကြတယ် ဆိုတော့ကျွန်တော်တို့တအောင်ပြည်ကတက်တက်အထုဒေတာတွေကတက်တက်ရခိုင်ပြည်ကတက်တက်တကယ်လောက်ကြမလို့လားတကယ်လောက်ကြမလို့လားဒီမိကုန်းတွေအများကြီးရှိနေပါလေကျွန်တော်တို့လက်ရှိဆင်နွှဲနေတဲ့တိုက်ပွဲဟာအမျိုးသားလုံးမြောက်ရေးတိုက်ပွဲလားပြည်သူလုံးမြောက်ရေးတိုက်ပွဲလားကိုကိုကိုမေးကြည့်ကြလို့လုပ်ပါလေပြည်သူလုံးမြောက်ရေးတိုက်ပွဲဆိုရင်တော့တိုင်းပြည်လုံးကလူမျိုးမရွေးဘာသာမရွေး နိုင်ငံတွင်းကပြည်သူလူထုအားလုံးလွတ်မြောက်ရေးကိုဥတည်တိုက်ပွဲဝင်ကြရမှာဖြစ်ပါတယ်ဒီမှာဆရာလူမြတ်ကျော်ပြောထားသလိုပဲပေါ့နော်ကျွန်တော်တင်တယ်ဘက်ကနေပြတော်မှာဖို့ဆိုရင်သူတို့အနေနဲ့ အမျိုးသားတအောင်လူမျိုးရေးကောင်စီအစိုးရတရားဖွဲ့စည်းလိုက်ပြီးစပယ်မှာကြီးညာလိုက်လို့ကျတို့ကြားထဲမှာဆိုတော့မြေပြင်မှာဆိုလဲတော်လိုင်းရဲဘော်တွေနဲ့အခြေတင်ညင်းပွားမှုတွေများစွာရှိနေတာပဲဖြစ်ပါတယ်ဒီလိုမျိုးပဲပေါ့နော်ကျတို့တော်လိုင်းရဲမှာပြည်သူတွေနဲ့သဘူးတွယ်ထဲအဆုံဆုံတွေရည်တည်သွားမယ်ဆိုပြီးမှကြီးညာထားတဲ့တင်တယ်လေရဲ့ထုတ်ပြန်ချက်တွေသူတို့ရဲ့သဘောတူညီမှုတွေကဆိုတော့ဘယ်ချိန်တွေထိရောက်နေပြီလဲဆိုတော့မိခွန်းတွေလည်းကျတို့များစွာဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျတို့အနေနဲ့အခုဆိုရင်ဒီတော်လိုင်းရဲခိမ်းမှာဆိုတော့တင်တယ်လေရဲ့ထုတ်ပြန်ချက်နဲ့သူတို့ရဲ့ရည်တည်မှုပေါ်မှာစောင့်ချက်မယ်ဆိုတဲ့သဘောမျိုးတွေလည်းကျတို့ထပ်ပြီးတော့မှကြာတိနေတယ် ာပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုသဘောနေတဲ့ကတော့မော်ဘီမြို့နယ်မှာစစ်ကောင်စီခန့်ဒီဝင်ထားတွေကနေပြီးတော့မှကျွန်တော်တို့ပြည်သူတွေပေါ်မှာ90စီးနဲ့လို့ပြီးတော့မှဝေကြီးခေါ်ဟာချောင်းမှုတွေများစွာရှိနေတယ်ဆိုတဲ့အကြောင်းတင်ဆက်ထားတဲ့တဲ့ရင်လဲကျွန်တော်စစ်ပြည်မှာနားထောင်ကြည့်လိုက်ရအောင်နော်။ဒီတစ်ခါမှာတော့ Donna TV ရဲ့ပြည်သူ့ကြားကပြည်သူ့စကားအစီအစဉ်အနေနဲ့မော်ဘီမြို့နယ်ကပြည်သူတဝီသားပြပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ရန်ကုန်တိုင်းမော်ဘီမြို့နယ်တိုက်ကြီးခရိုင်တပဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးစီးအရာရှိဦးစိုးမင်းခိုင်ဟာငွေကြေးအမြောက်အများကိုလိမ့်လဲထားကြောင်းရန်ကုန်တိုင်းတမဝရမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတိုင်းညုံမှုဦးကျော်လင်းတန်း DSA အပတ်စဉ်41အားအတိပေးတိုင်ကြားခဲ့တော့လေဖြစ်ရှိမှုမရှိပဲ၎င်းကိုယ်တိုင်ကအကြိမ်မှုကျူးလွန်နေပါတယ်အစိုးရပိုင်းရုံးလုပ်ငန်းတုံးကားကိုအလဲသုံးစားပြုလုပ်မှုတွေအတွက်ကိုလည်းဦးစိုးမင်းခိုင်အားအေးအေးယူမှုမရှိခဲ့ပါဘူး အဲ့ဒါကြောင့်အကျင့်ပြက်ခြားစားမှုကိုဆက်လက်ကျူးလွန်နေပါတယ်။ဥကြော်လင်းတန်းနဲ့ဥဆိုးမင်းခိုင်တို့ကိုနိုင်ငံပိုင်ဗန္နာငွေများအလွဲသုံးစားပြုမှုနဲ့အေးအေးယူဆောင်ရွက်ပေးစီလိုပါတယ်။သူတို့နှစ်ဦးဟာဌာနဆိုင်ရာအကြီးအကဲဖြစ်တော်လဲ။လောက်ဝန်ထမ်းများအားဆဲဆူကြိမ်မောင်းပြုဆိုခြင်း၊ရခိုင်နှုံးယူပြီးငွေကြေးတွေကိုဖျက်ဆားခြင်းပြီးခဲ့တဲ့နှစ်များကကျေးလက်ဒေသတိုးတက်ရေးဆောင်ရွက်ဖို့ငွေများကိုအလွဲသုံးစားပြုလုပ်ပြီးကိုဂျိုးစည်းဝါအတွက်သာသုံးဆဲခြင်းတို့ကြောင့် ထိရောက်စွာအရေးယူပေးဖို့အတွက်အများတိအောင်တင်ဆက်ပေးပါလို့စာရေးသားပြပို့လာပါတယ်ရှင်။ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူ့ခြားကပြည်သူ့စကားအစီအစဉ်မှာနိမ့်နာမှုတွေနဲ့အခက်ခဲတွေအတွက်ရင်ဖွင့်ခြင်းနဲ့ဆိုရင် message box ကနေတဆင့်စာပေးဖို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ ဒါတော့ဗောနာကျွန်တော်မော်ဘီမြို့နယ်မှာရှိတဲ့တမဝဲမောက်ဦးစီဌာနမှာချင်းပြချာစနေတဲ့ဆရာတပည့်နဲ့ကောင်အောင်ကျွန်တော်တို့ကြားနေရတာပဲဖြစ်ပါတယ်ဒီလိုမျိုးချင်းပြချာစနေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ဝန်ထမ်းတွေများစွာရှိနေတာပြတော့မှကျွန်တော်တို့ပြည်သူတွေရဲ့ရည်ရွယ်ထားတဲ့အချုပ်ခံစားခုနေလို့တို့နေနဲ့ဘုံပြီးတော့မှဗောနာအခုဆိုရင်ဟိုကျိုးပဲကြည့်ပြီးတော့မှဝေယူတုံးချမ်းနေတာကိုကျွန်တော်တို့ထပ်ပြီးတော့မှကြားသိနေရပဲဖြစ်ပါတယ်ဒီလိုမျိုးအစုတွေကိုကျွန်တော်တို့နေအများဆုံးရှင်းပြသိနေပြီဆိုတဲ့ပုံစံမျိုးတွေအထိပြည်သူလူထုကနေပြတော့မှပြောဆိုမှုတွေလည်းအခုရဲ့ပိုင်းကျွန်တော်တို့ခက်ဆစ်စိတ်ကြားနေရတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပူးတူမှနေပြတော့မှကိုစီနဲ့ပေါ့နော် channel တော်လိုင်းရေးရဲ့ပေါ်တွေကိုဘယ်လိုမျိုးအစဉ်ကိုပြောဆိုထားမလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်လူမျိုးရေးဘာသာရေးအကဲမဆန်းနဲ့လူမျိုးရေးဘာသာရေးပြည်ပခဖြစ်အောင်မဖန်နိုင်နဲ့ထပ်တည်ပြတာဒီလိုစကားမျိုးကိုတခြားသောဗုဒ္ဓဘာသာဝင်တွေရဲ့ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ရဟန်းတန်ခါတဲ့ဘာသာပြောကြည့်တကဘာလုံးကဘာဖွဲ့ညာဖွဲ့ဘာညာဖွဲ့ဆိုတဲ့ဟာကြီးအကုန်လုံးဝိုင်းပြီးဦးကြအားကြနေမယ်နော် ခင်ဗျားတို့ပလီတွေကပြုတ်ပြင်ခွင့်မရလို့ငလှင်ကြောင့်ပြုတ်ပြင်ခွင့်မရလို့ပြုတ်ရဆုံးဆောက်လက်ဆာတိုက်ကြီးအသက်ဆက်ဆက်တိုက်ကြီးမစိုးရင်တိုက်တယ်မှာဆိုလို့ရှိရင်လည်းတကယ်ဒီရခိတာအကြောင်းဆောင်အကြောင်းဆောင်တိုက်ကြီးပြိုကြပြက်စီရခင်ဗျားတို့ကပြောလို့အားလုံးကငလှင်တဲ့ကြောင့်နော်ကျမတို့ဘုရားဘာသာဝင်တွေမှာဆိုရင်ကြီးကျင်းမှုဒါသနာရှင်းဟောင်းကြီးကျင်းမှုအမွေနဲ့လဲမြေတွေသဲတိတွေငါစကားရမှာဆိုလို့ရှိရင်လည်းဆုံးပုံရရှင်ကြီးတော်မြတ်ကာမှုတော်ကြီးတော်ဗဒံဘုရားပထိုးတွေပြက်စီဆုံးရှုံးရနေတဲ့အချိန်မှာခင်ဗျားတို့ဘာသာကြီးမျိုးဝင်နေနော်ခင်ဗျားတို့ဘာသာကြီးမျိုးဝင်ကြတယ် ဒါပလီစီယာဆိုတဲ့ကောင်ကပြောသွားတဲ့စကားဒီလိုစကားကြတော့ထိုင်းတာဘုံကြောင့်မျိုးညက်ငါစီစောက်ပေါက်ပိုက်နေကလားဆိုရင်ရှိတဲ့မြမအီနှမတမီအကုန်ပေးပြီးပေါင်းနေတာအပေါက်မထွက်ရဲဘူးဗဇက်ကမဟရဲနော်ကျမတို့ဆိုလို့ရှိရင်တော့ဟာငလီလောက်တာတော့မှနိုင်ငံကြီးအများထုတ်ပါတယ်ဆိုပြီးမိမလုံးမိမရအောက်တန်းစားစိတ်တက်နေပြောကြတယ်နော်အလေးကကျမတို့တွေလာပြတယ်ငါစီကဒီလိုပြောနေတယ်စာမတက်ပေမတက် straight adder ဆိုတာလည်းဗာမန်းမသိဘူး ်အစိုးရတရားတည်ဝင်ဖြစ်တယ်မို့ legitimate legitimate ဆိုတာဘာမှမသိ state of nature ဆိုတာဘာမှမသိ social code ဆိုတာဘာမှမသိတဲ့စောက်ကျင်တဲ့စောက်ဆိုင်လူရသွင်းနေစကားတွေထည့်မပြောဘူးဘုသူမာတော့ဗနာအခုစံကျတော့ကိုစီကိုမျိုးမျိုးဆက်ပြီးပြောဆိုဆွဆွဲတိုက်ခိုက်နေတာပဲဖြစ်ပါတယ်သူတို့ဒီမဘာတာအုပ်စုတွေကိုအမိထိခါနင်းလိုက်လို့ခုစံတော့လောင်းနေကြတဲ့ဒီဘုသူမာပေါ်ဝင်ဘောမများစွာရှိနေတာပြပမာသူတို့အနေနဲ့သူတို့ရဲ့ရဲဘော်ကြီးဖြစ်တဲ့ဇော်ပိန်ဖန်းစီခံတဲ့အချိန်မှာတောင်းပါပေါ့နော်။ရေလုံးလို့ပြေးနေကြတာကိုကျွန်တော်ကြည်ချဲပဲဒီကောင်တွေကတော့ ဟိုကျိုးပဲကြည့်ပြီးတော့မှကျွန်တော်တို့ပြည်သူတွေကြားထဲမှာမာတာရေးလူမျိုးတွေနဲ့မျိုးဝေးတက်ရှုပ်ဖို့လှုပ်ဆောင်နေတဲ့ဆိုတဲ့အကြောင်းလည်းထပ်ပြီးတော့မှကြားသိနေရပဲဖြစ်ပါတယ်ပုသူမစကားကိုကျွန်တော်တို့နားထောင်လိုက်မယ်ဆိုတော့အဲ့လိုမျိုးအမုန်းအာဃာတတွေနဲ့ပြည်နေရဲပေါ့နော်တဘောမျိုးတွေကိုကြောထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောတွေနဲ့အပါသမီးရရင်ပြီတော့မှကြောက်ဖီမျိုးတိမ့်တဲ့ဘွဲမှာအေးတက်ဖို့ဝင်များစွာတည်ဆုံးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါပန်းလေးဆက်ပြောဆိုထားတယ်လေကျွန်တော်တချို့လောက်နားထောင်ကြည့်လိုက်ရအောင်နော်အေးအေးက2025နှစ်လပိုင်းကစပြီးကြောက်ဖီကိုစတိုက်ထည့်တာဖြစ်ပါတယ်ရှင် ကြောက်ဖြူမျိုးပတ်ဝန်းကျင်မှာရှိတဲ့ကာကင်းစခန်းတွေကိုတိုင်ရင်ကနေကြောက်ဖြူမျိုးကိုတိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်ရှင်။ကာကင်းစလန်းလေးဘေးတွေလိုက်တိုက်လိုက်တိုက်ပြီးတော့ကြောက်ဖြူမျိုးတွေကိုကြောက်ဖြူမျိုးကိုတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။အခုလကစပြီးတော့တက်မတော်ဘက်ကနေပြီးတော့ထိုးစစ်စင်စတင်ပြီးတိုက်ခတ်ခဲ့ပါတယ်ရှင်။အေအေကအစတုန်းကတိုက်ပွဲတွေဆင်နွှဲတဲ့အခါမှာဂွားမျိုးသိန်းတိုက်ပွဲလိုမျိုးပေါ့နော်။ဟိုအင်အားအလုံးရင်းတွေထုတ်ပြီးတော့အင်အားအလုံးရင်းအများကြီးအများကြီးနဲ့တိုက်ခတ်ခဲ့ပေမဲ့အခုခါမှာတော့ပျောက်ကြားနီးနဲ့ ယောက်ျားနည်းနဲ့ပဲလာပြီးတော့အော်တိုက်ထိုင်နေခဲ့တာပါတိုက်ထိုင်နေခဲ့တာဖြစ်ပါတယ်အဲ့ဒါကိုချင်းချင်းအဖြစ်အေးအေးတွေကအိမ်ကတော်တော်ပြုံးတီးနေတယ်ဆိုတာကိုသိတာပါတယ်ရှင်တန်တွဲနဲ့ကြောက်ပြူတိုက်ပွဲတွေမှာတော့လေတန်တွဲနဲ့ကြောက်ပြူတိုက်ပွဲတွေမှာတော့တစ်ပုတ်တောင်ပတ်ဝန်းကျင်တွေကိုစုမိုးထားပြီးတော့ဒညဝီရေတက်စခန်းကိုလည်းလာရောက်တိုက်ခိုက်တဲ့ခါကျမှပျောက်ကြားနည်းနဲ့ပဲအင်အားအနှဲငင်နေပဲလာရောက်တိုက်ခိုက်နေခဲ့ပါတယ်ရှင်ကြောက်ပြူကိုတက်မတော်ကအင်အားဖြစ်ပြီးတော့တန်ပြန်ထိုးစစ်ဆင်နေပါတယ်ရှင် ခမရ9လေးနဲ့9 3ကြောက်ဖြူမျိုးအဝင်ကနေပြီးတော့ဝင်လာတဲ့တက်မလို့စစ်ချောင်းကိုကြည်ချင်းအဖြစ်တက်မလို့ရဲ့ထိုးစစ်တွေကဘလောက်ကြီးမားတယ်ဆိုတာတွေ့မြင်ရမှာဖြစ်ပါတယ်ရှင်မင်းတက်တောင်မင်းတက်တောင်အနီးမှာရှိတဲ့စခန်းတွေကိုတိုက်ခတ်ခဲ့တော့ဆိုရင်မင်းတက်တောင်အနီးစခန်းတွေကိုတက်မလို့ကတိုက်ခတ်ခဲ့တော့ဆိုရင်အီအီဖက်ကဒူးပုံမူကြီးနဲ့အဆင့်ရှိတဲ့အဲခေါင်းဆောင်အပါဝင်အေအေတက်ဖွဲ့ဝင်အမြောင်မြားကိုအရှင်လက်ရဖမ်းဆီးခဲ့ပါတယ်ရှင်တက်မတော်ကတရင် ဘယ်တော့မှအဲ့လိုမျိုးအရှင်နေဖမ်းမိရင်လည်းသတင်းမတင်ဆက်ပါဘူးဘာလို့ဆိုကျွန်မတို့တက်မတော်က standard army ဖြစ်တဲ့အတွက်နိုင်ငံတကာစံနှုန်းစံနှုန်းနဲ့အညီဖြစ်တဲ့အတွက်အဲ့လိုမျိုးတွေဘယ်တော့မှကြွားလုံးထုတ်ခြင်းမရှိပါဘူးသဘုံမီလူမျိုးပေါ့နော်ကြွားလုံးထုတ်ခြင်းမရှိပါဘူးရှင့် ဒီတကုံးမှာတော့ခုဆိုပါနော်ကျွန်တော်ချက်ဖြူမြတဲ့ဘက်မှာဆိုတော့ A ဘက်ကအထူးခိုက်ကြဆုံးမှုတွေများနေတဲ့ဆိုတဲ့ပုံစံမျိုးတွေအထိပြောနေပြောစပြောဆိုနေတာဖြစ်တယ်ကျွန်တော် A ဘက်ကတော့ဟုတ်ဆိုတော့ကျိုးစီးပွားရေးတွေရှိနေတဲ့နေရာတွေတောင်းပါပေါ့နော်သူတို့အနေနဲ့တိတိမ့်မဲ့ဆူပါမားလုံးနေကြတဲ့အချိန်မှာပဲဒီဘောမတွေကတော့တော်တော်လေးလောင်းနေကြတာပြမဒါတော့သူတို့တပ်ဖို့ဝင်နေများစွာများစွာဖြစ်နေတဲ့ဆိုတော့တိတိပြနေတာပဲဖြစ်ပါတယ်ကြောက်ဖြူမျိုးပြတာနဲ့ဂျန်နဲ့နှမျိုးလည်းကျွန်တော် A ဘက်ကနေပြမဒီနေ့မကုန်ခင်မှာပဲပြီးတိတ်မဲ့ဆူပါမားကျွန်တော် ဒီတွေးကြော်ထားကြတာမလို့ဒီနေ့မကုန်ခင်ပါပဲပေါ့နော်ကျွန်တော်အားလုံးမျှော်မှန်းထားတဲ့ရဟန်းပြည်တစ်ခုလုံးကဆိုတော့ AA လက်ထဲကိုကြောက်ရမလားဆိုတော့ဆောင်ကြည့်ဖို့ကောင်းနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့မြောက်လိုင်းကိုဆဲဆိုတောင်းချခဲ့လို့မန္တလေးစစ်ကြောရေးမှာထိုးချိတ်ခံရတယ်ဆိုတော့ဇော်ဘင်းနဲ့ပတ်သက်ပြီးတော့မှတခင်ကြီးဝေပူဘယ်လိုမျိုးတွေပြောထားမလဲဆိုတော့ကျွန်တော်စစ်ပြီးတော့မှခြေလိုက်ရအောင်နော်မင်းအခုစက်သားတွေကဲလားမကဲတော့မင်းမကဲဘူးနေသာသာဟိုမပဲဘူးတော့မှသာအာရပြန်တယ်လို့ညစ်နေရရဟောမင်းဘယ်လိုကဲနိုင်မလဲ ဟင်ပြေလှုပ်ပေးပါဘလို့ပြောရလဲမပြောရဘူးဟင်မကြော်ဆုံးလို့ပါလှုပ်ပေးပါဆိုတာကြအကြီးမာထားတဲ့ကျေးဇူးတွေရှိလို့ဟင်ဖာလေးကောင်းလို့ကန်ကောင်းလို့အဖာကလေးကောင်းကန်ကောင်းလို့ကြော်ဆုံးမင်းကန်ကန်ကောင်းလို့နဲ့တယ်လေအဲ့ကောင်လေးကနဲ့တယ်မင်းမင်းလို့ပထမမလာမဟုတ်ဘူးရှောက်မပြောဘူးဒီကောင်လေးကအခုဒီကောင်ပြောတဲ့သူကကြိတ်နေတာစစ်ကြောကြီးပါဝင်ပြီးတော့မင်းကဘာပြောတာလဲတဲ့ဗလားအောင်မင်းတို့လည်းပါတော့တယ် ဆောက်သဘောကြီးမင်းမင်းဒီကဘာပြောလာလဲတဲ့မလားစစ်ကြောကြီးကတိတ်တယ်မင်းဘာပြောတာလဲမမပြောလို့လဲလိန်လို့မရဘူးလေဒီကောင်အာချောင်းသားတာတွေကမဘီဆိုတွေကတတ်တယ်နဲ့อืมအာတောက်ခွားကိုတကြနေလာဟာလာမင်းဟမ်လောက်နာလောက်နာလေဝ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 ေတော့အထိတ်ပုတ်နေတာဒီကောင်ကဒီကောင်ကြာမီးသွဲတာတဲ့မလားကြာမီးသွဲတာတတ်တာဦးမယ်မင်းငါတို့ဝေဝေမကိုက်ကိုက်အောင်အမီးသွဲဆွဲနေတာဟမ် ွေးယူခွေးယူအမိသွားထွက်ရတယ်ဗျာအမိတနေတာခွေးယူကကြိုက်ပါပဲနော်အခုတော့ခွေးခွေးယူကြိုက်နေပြီနော်အဲ့မှာဘာတိရမလဲမျက်လုံးအုံးနဲ့လဲကျဲနေတာနေတငယ်အေးဆောင်ပါမငါဒီကောင်လေးဘောကိုမားခဲ့လာမားပြီဆိုမင်းမတွေးနေတော့မင်းမတွေးနေတော့မင်းကဘာဖြစ်လို့လဲဆိုတော့ညာခလေးတငယ်တွေဘုံကျဲတော့မင်းတက်တက်ကကျဲတာမဟုတ်ပါဘူးဟမ်ဇော်ဘင်ရတော့တော်တော်လေးကိုနောက်နောက်ရောက်နေတော့ပြီနော် သူအကူပါတယ်ဆိုတော့ဒီပေါ်မှာရကိုရတောင်မှသူ့ကိုပြစ်ပယ်ထားပြီးတော့မှထောင်ထဲမှာနေတာပဲသူ့အတွက်ပို့ပြီးတော့မှလုံခြုံတယ်ဆိုတဲ့ပုံစံမျိုးတွေထိဒါတို့ရကြီးချင်းအဖြစ်ကျွန်တော်အနေနဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါ်မှာတွေကြားထဲမှာတောင်မှချင်းချင်းရိုးရိုးပြစ်စီမှုတွေများစွာရှိနေတယ်ဆိုတော့တက်ပြီးတော့မှတွေ့တာဖြစ်တယ်။ဇဘွင်းရဆိုတော့ဒီမြောက်လိုင်းနဲ့သူတို့ပေါင်းပါတွေကိုဆဲဆိုနေတဲ့ဟာတွေလည်းကျွန်တော်တစ်တေဗီဒီယိုဖိုင်လိုင်းပေါ်မှာပေါ့နော်များစွာတွေ့နေရတာပြမဒါရင်နဲ့သူအခုဆိုရင်ဒီစစ်ကောင်စီရဲ့အကြီးပိုင်းတွေကနေပြီးတော့မှပြန်လည်ဖမ်းဆီးလိုက်တာပဲဖြစ်ပါတယ်။ဆိုတော့ဇဘွင်းအနေနဲ့ပေါ့နော်ထောင်ထမင်းကိုတက်တလုံးဆမ်းမလားဒါမှမဟုတ် ပြန်ပြီးတော့မှလွတ်လာမလားဆိုတော့ကျော်တော်ဆောင်ကြပါဖြစ်ဖြစ်ပါတယ်။တခင်ချင်းငွေပူပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မျိုးပါပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုဒီပို့အနေနဲ့ကမ္ဘောဒီးယားနိုင်ငံကိုရောက်ရှိနေတဲ့ကိုစီကနေပြီးတော့မှအာနာရှင်နိုင်ငံကြားမှာဘယ်လိုမျိုးကွာခြားသွားလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှသူ့အမျိုးကိုတုံ့တက်ပြောဆိုထားတဲ့အလေးကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်။အခုလက်ရှိဒိုင်းနမမှာနေနေတဲ့လူတွေအဲ့ဒီဒိုင်းနမမှာနေတဲ့အခွင့်အရေးမျိုး ခံစားဖွယ်မျိုးအကျိုးအမြတ်မျိုးတွေရမယ်ဆိုရင်ခင်ဗျားတို့တိုင်းတစ်ပါးမှနေမလားကိုယ်နိုင်ငံမှာပြန်နေမလားအဲ့ဒါအဖြေပဲဒါကြောင့်မို့လို့ကျွန်တော်ဒီဘက်ရောက်တဲ့ဟာနိုင်ငံရေးမှာဒီအာဏာရှင်စတဲ့ရေးမှာပါဝင်လာကြတယ်ဆိုတာကမျက်စိနဲ့မြင်သွားကြရပြီဗျာဟာငါတို့တိုင်းပြည်တွေတို့ဖြစ်ကောင်းမှာပဲနော်အာငါတို့တိုင်းပြည်မှာလည်းတို့ဆိုကောင်းမှာပဲအဲ့ဒီစိတ်နဲ့ကိုယ်တိုင်းပြည်မှာရောက်မှာတဲ့ကောင်းတွေကိုနေတဲ့အတွက်မခံချင်စိတ်နဲ့လောက်ကြတာအဲ့တော့နောက်ဆက်ကပြည်တွင်းမှာဆိုရင်ဘာမှလုပ်လို့မရဘူးနော်အရင်ကဒီအဲ့ဒီကမ္ဘောဒီးယားပုံစံမျိုးပေါ့နော်။ကျောင်းဆရာတွေသူပညာတတ်တွေတတ်ပစ်တာ။ရေးရေးဆက်ဆက်ကိုတတ်ပစ်ခဲ့တာလေ။ ။နော်ဒါပေမဲ့တို့နိုင်ငံမှာတခုလို့ရှိတယ်လိုင်းကားမရှိဘူး။အားလုံးကတုတ်တုတ်နေမှာတွားချတယ်။လိုင်းကားကဒီအစိုးရရုံးနေတဲ့လိုင်းကားကြီးလောက်ပဲရှိတယ်။အဲလူရန်သွားနှစ်ဖလောက်တော့ကွာချတယ်။အဲမရှိတဲ့လူရန်သွားအလွန်နဲ့ချမ်းသာတဲ့လူရန်သွားတွား။ထုံးစံတိုင်းကအာနာရှင်တွေအုပ်စိုးတဲ့တိုင်းကြီးကတော့အဒီအာနာရှင်တွေနဲ့ပေါင်းတင်ပြီးတော့လုပ်ခွင့်တွေရတဲ့လူတွေကချမ်းသာတယ်။အဲ့လိုမဟုတ်ဘဲနဲ့ဘုရင်ကပြောတာမန်ပြည်သူတွေကတော့စင်ကြဲငွတ်တည်တာပေါ့။နော်အဲ့လိုမျိုးလူရန်သွားနှစ်လောက်ရှိတယ်။ဟိုဒါပေမဲ့လက်ရှိကျွန်တော်မြန်မာသားကတော့ဒီဖနွမ်းပင်ပတ်ဝန်းကျင်မှာမြန်မာသားကတော့တော်တော်ကို ဟိုဒရော့ဘွားတွေပွင့်လင်းလာတယ်ဒီညနေပိုင်းလဲတဲ့နေရာအခုကျွန်တော်ညနေသွားတဲ့နေရာဆိုရင်ဒါမြို့တစ်တီထားတာဒီကောင်တော့တန်ရှင်းတက်ရက်နေတယ်ပြီးလို့ရှိရင်လည်းလာလဲတဲ့လူတွေပေါ်နေတာလည်းပို့သူကထိုင်းမှာဆိုရင်ဗနီးယားချီဒီလူတွေလဲတဲ့နေရာအားလုံးကပေါ်နေတာညာဘာလို့ထိုင်းနိုင်ငံကခီးတွဲလုပ်ငန်းအဓိကဥတီပြီးဆွဲဆောင်ပြီးတော့သူနိုင်ငံရက်ကြီးလို့ပါဒီကမ္ဘောဒီးယားကျတော့အခုကျွန်တော်ကြည့်ရသူတို့တိုင်းလူဒီသားတွေကိုလဲပတ်ပြီးပျော်ပါပြီးစိတ်တွေပေါ့ပါနေကြတဲ့ပုံစံမျိုးလို့ဖြစ်တယ်နောက်နောက်ကျွန်တော်ဒီဗီဒီယိုတွေမှာကြိုက်ပြပါမယ်အဲ့တော့ဟိုပြောချင်တာကလည်းကျွန်တော်တို့စားလဲစားတိုင်းပြည်ကိုလည်းကြည့်တယ်ဆိုရင် ကျွန်တော်ဖြေတာပါလေနော်အများကြီးမလုပ်နဲ့မင်းလည်း90ရာခိုင်နှုန်းစားဟုတ်လားအခုကျွန်တော်နိုင်ငံတကာအလှူရှင်တွေဒီပအနေဒုက္ခရောက်တဲ့ပြည်သူတွေကိုဒီတွေကမြန်မာပြည်ရဲ့လူတွေထုတ်တယ်ကြရမှာ20ရာခိုင်နှုန်းဒုက္ခရောက်တဲ့မြေတွေကိုမရောက်ဘူးနော်80ရာခိုင်နှုန်းကသူစားတယ်နော်အဲ့တော့ကျွန်တော်တို့ရှိမှာခင်းဆက်ဆက်ဘာလုပ်လဲဆိုတော့နေဝီနှစ်ထပ်မှာဝိနေကကျွန်တော်ပြောသလိုအာရှကြားဘွားနဲ့အာရှနွားဘွားပြန်လုပ်ပြတယ်နော်ဆိုဆိုလန်ဘာမှာပေါင်ထားတဲ့ရွှေတွေနိုင်ငံတော်ရဲ့အရန်ဘတ်ဂျက်တွေစတဲ့ဖြစ်ဒါတွေအကုန်လုံးကိုမျိုးတုံးအောင်လုပ်ပြတယ် တတိပြည့်နဲ့စောမောင်တို့တန်းချီလို့လက်ထံမှာမြေပေါ်မှာရှိတဲ့တင်ရဇာတာတွေအားလုံးကိုတစ်ပင်းတွေခုတ်လဲတယ်ရည်တန်တွေကြောက်စင်းတွေတူးပစ်တယ်နော်ဗရများမြေစုကုန်းတယ်ဟုတ်တယ်မလားရည်တန်တွေထုတ်ရောင်းတယ်အကုန်လုံးလုပ်ပစ်တယ်နော်တန်းချီလက်စောမောင်လက်ထံမှာအခုတခါနောက်တစ်ဆင့်မင်းအောင်နိုင်လို့လက်ထံကြရင်ပါရှိမယ်မြေကြီးထဲမှာကြံတဲ့တိတ်ဆိတ်လို့မင်းအောင်နိုင်လက်ထံကြတော့အမြင့်ကစားတူးရောင်းတယ်ကျွန်တော်ပြောတာမယုံဘူးတွားကြည့်ပါရှမ်းပြည်ဘက်မှာလေတရုတ်တွဝင်းတဝိုင်းရလာတယ်ဒီက9000 9000တွဝင်းလိုက်စိတ်ရမ်းနေရတဲ့အကုန်လုံးယူလာတယ်ငါကခက်ကလို့စင်နေနွားတွေတွဲနေတယ်မလို့ဘူး အဲ့ဒီသူတို့မှဒူဇာညအဲ့တောင်ကိုဖြိုချပြီးတော့အကုန်လုံးလမ်းဖောက်လိုက်တာပြီးလို့ရှိရင်ဘယ်လိုကဏ္ဍညတဲ့ကရင်ကတုံးထက်တိုက်အမြင့်အောင်ရှိတယ်အဲ့ဒီကရင်ကြီးလာပြီးတော့လာလောက်ဝိုင်းအဲ့တောင်ကိုထွက်တော့ရင်တောထဲမှာတိပြတ်ပဲကြာနေခဲ့တယ်အမြင့်ကစားအစုံလိုက်ဒူးပြီးတော့22ဘိန်းကားနဲ့တရက်ကိုဓာတ်လိုက်ယူတာဒါတော့ကိုစီရတဲ့ပြမပါနော်ကျတို့အာနာရှင်နိုင်ငံတွေရဲ့လှုပ်လေလှုပ်ထားရှိတဲ့သူတို့တိုင်းပြည်နယ်လူမျိုးပေါ်မှာရုံမှတ်တဲ့ခြင်းတွေကိုပြောဆိုထားတာဖြစ်ပြီးတော့မြန်မာပြည်မှာဆွံတော့ခက်ဆက်ဆက်ကျတို့အာနာရှင်ဟောင်းတွေရဲ့လူရည်တွေနဲ့သူခုဆွံတိုင်းပြည်ရဆွံတော့ ဒီပစ္စည်းဆုံးပါနေရတယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်ပြောဆိုထားဖြစ်ပါတယ်ကျွန်တော်အခုဆိုရင်တော့မျောလင်တို့အစုကနေပြတော့မှတည်ုံနဲ့ချိုးတူစီးပွားလေးလို့ပြတော့မှ မြန်မာနိုင်ငံတော်တော်များများမှာဆိုတော့တို့အချိုးစီးပွားတွေများစွာကိုလည်းလိုကြီးအုပ်ထားတာပဲဖြစ်ပါတယ်ဒီအချိန်မှာကျွန်တော်တို့ပြည်သူတွေကတော့ကြားညံ့နေတာပြမကျွန်တော်တို့အနေနဲ့ဒီအလုပ်လေးမဲ့ဘွားအနေနဲ့ပေါ့နော်နေ့စဉ်ဘွားတွေကိုဖျက်တမ်းနေရတာပြမဒီတော်လိုင်းမှာအခုဆိုရင်ပြည်သူအားလုံးကနေပြည်တော်မှာမခံချင်စင်းနဲ့ပူပေါင်းပေါင်းနေကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့တော်လိုင်းရဲ့ရဲဘော်တွေကနေပြမလည်းရှေ့တန်းစစ်မြေပြမစစ်ကောင်စီတပ်ဖွဲ့တွေကိုစစ်ကြောင်းလိုက်ကိုမျိုးပြုတ်အောင်တိုက်ခိုက်မှုတွေများစွာရှိနေတာမို့လို့ပြည်သူတွေဘက်ကနေပြမဒီတဲ့ပြမ တဲ့ထဲဝင်ပူးပေါင်းပုံပေးမယ်ဆိုတော့ကျွန်တော်အားလုံးမြန်မာထားတဲ့ Federal Democracy Lance နဲ့ငင်းချိုင်းရဲ့အစ်စ်မှာဆိုတော့မကြခင်မှာကျွန်တော်ပြည်သူတွေရဲ့လက်ထဲကိုရောက်ရှိလာတော့မယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြရတဲ့ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြေဝပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုချမ်းမြေ့ခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချန်နယ်နဲ့တီလီပန်ဆန်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေ့စုံမခေါင်းတောင်းပေးလိုက်ပါတယ်။